ယနေ့သာသနာတော်နှစ်2568ခုလူတော်ဟောခေါ်စာတပ်ပရိ1389ခုကနေ့ဟာဆိုရင်ကစုံလာဇန်၈ရက်နေ့ဖြစ်ပါတယ်ယနေ့ဥပုသ္စာစားတဲ့လူရန်တဲ့သူကတော့တုံငယ်ပြီးတော့နှမကဘောရဘသူပြောင်းရွှေ့ပြေလွန်သွားတဲ့ဦးဇင်းတို့ယူကနတယောဂီများဖြစ်ကြတဲ့ဒကာကြီးဦးသောတင်ဒကာမကြီးထောင်မမတို့ကယေစုပြီး တမိဖြစ်သူဆရာမတော်တင်းတင်းစောကလူဒါနာဖြစ်ပါလေဒီနေ့ဆရာတော်ဤမိတ်ကြားတရားလေတရားတရားမှာသံဗရာတရား၄ပါးကိုဟောဖို့စီစဉ်ထားတယ်ဒီနေ့ဟောမယ့်တရားပါတယ်လေသံဗရာတရား၄ပါးတဲ့သံဗရာတရား၄ပါးဆိုတာကတော့ဦးဇင်းတို့မြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီး ဇေရောကြောင်းမှာတရင်သုံးတဲ့အခါဥဇေယပုံနာကနေပြီးတော့ရေယာမကအတ္တဓမ္မဒိဋ္ဌဓမ္မအဟိတာယဒိဋ္ဌဓမ္မဒုက္ခာယယခုဘုမြတ်မဘဝအကျိုးစီးပွားဖြစ်တွန်းဖို့ယခုရမြတ်မဘဝချမ်းသာဖို့သမ္မာရာယဟိတာယသမ္မာရာယဒုက္ခာယလို့ခေါ်တဲ့နောက်နောက်ဘဝတွေမှာ ချမ်းသာဖို့နောက်နောက်ဘဝတွေအစည်းအဝါဖြစ်ဖို့လို့တပည့်တော်တို့ဘာတွေကျင့်သုံးရမလဲလို့ရှောက်တဲ့အခါမှာမြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးကဒီသမ္မာတရား၄ပါးကို ပြောတယ်ပေါ့အဲဒီသမ္မာတရား၄ပါးကဘာတွေလဲဆိုတော့နံပါတ်၁ကဩဒါနာသမ္မာတဲ့နံပါတ်၁ကဘာတွေလဲဩဒါနာသမ္မာနံပါတ်၂က အာရကသံဗရာနံပါတ်1ကဗါရလေအာရကသံဗရာနံပါတ်3ကကလျာဏမိတ်တာသံဗရာတဲ့နံပါတ်3ကဗါရလေကလျာဏမိတ်တာသံဗရာနံပါတ်4ကတော့သမဇိဝိတသံဗရာတဲ့နော်သံဗရာတရားဘယ်နှပါရှိရလို့၄ပါရှိတယ်သံဗရာတရား၄ပါရှိတာအဲ့ဒါကိုဘုဇင်းတို့ဆရာတော်ကြီးအဆောင်ပုံလေးရေးထားတယ် နော်ဒီဆောင်မိုလေးတွေကိုရှားတဲ့လူအားလည်းရာပြီးဖြစ်မှာပါဒါပေမဲ့ပို့ပြီးတော့မှတ်မိသွားအောင်ဘုရင်ရှေ့အတိုင်းပြတာကိုနည်းနည်းလေးတိုက်ဆိုကြည့်လိုက်ပေါ့မစင်းရဲ့ဘုရားတံပရာကျင့်ပါဤလေးကိုဩဒါနတံပရာသုတိမာ ဟာကြွလုံးလာပြုဩဒါနသမ္ပရာသုတိမာသာကြွလုံးလာပြုဩဒါနသမ္ပရာသုတိမာသာကြွလုံးလာပြုဩဒါနသမ္ပရာဆိုတာဘာလဲလဲ ဒါကြွားလုံးလာပြောရမယ်ပြောရမယ်ဆိုရင်တော့ဝိရိယလေးစိုက်ရမယ်ပေါ့ဘာလို့ ਆ ပါလဲဝိရိယလေးစိုက်ရမယ်ဥဒ္ဒနာတံ္မာဆိုဒီမှာဒါကြွားလုံးလာပြောရသွားရင်လားရသွားရင်ဆိုကြမှာဥဒ္ဒနာတံ္မာ ဩဒါနသံဃာဆိုစီမှာတကြွလုံးလာပြုတဲ့ဘလို့ထကြွလုံးလာပြုအောင်မလဲဆိုတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဒီဥစ္စေယဘုံနာကိုဒါဟောတာလေပေါ့နော်ဘလို့ထထကြွကြွလုံးလာပြုအောင်မလဲဆိုလို့ချင်းဥစဉ်တို့လောကကြီးမှာရေမိမင်းကိုသူ မခြင်းမနဲ့တသောသူဆိုတဲ့ရှင်သူမျိုး၅ပါးမရှိဘူးလားရှိတယ် เนาะမိမိတို့ကစည်းစိမ်ဥစ္စာရဏရွှေငွေတွေကိုရှားပွေတောင်းမယ်ဆိုလို့ရှိရင်အဲ့ဒီစည်းစိမ်ဥစ္စာရဏရွှေငွေတွေဟာတည်မြဲတဲ့တရားဟုတ်ရဲ့လားဟုတ်ပါဘူးဗျာဘာဖြစ်တတ်တဲ့တရားလဲပျက်စီးတတ်တဲ့တရားเนาะဒီစည်းစိမ်ဥစ္စာရဏရွှေငွေတွေဟာအလိုလိုအမှပျက်စီးရတဲ့အထက်ကိုကရေမိမင်းကိုသူတွေမချစ်မနှက်တဲ့သူတွေရဲ့ ဒုံလာပြောကကြောင့်ပြည့်စည်သွားမယ်ဆိုလို့ချင်းနှမျောဖို့မကောင်းဘူးလားကောင်းတယ်เนาะအဲ့လိုမျိုးနှမျောဖို့ကောင်းတဲ့အတွက်ကိုကဗာလေးထားပါလေဥဒ္ဒနာတံပရာလို့ခေါ်တဲ့เนาะနုံနုံကြာကြာတက်တက်ကြွကြွလေးရှိဖို့မလိုဘူးလားလိုတယ်ဒါကြောင့်မို့ပြည့်စွာပြည့်ချင်းကိုရောမြတ်ကြီးကဥဒ္ဒေယပုံနာကိုเนาะ ရတမျိုး၅ပါးကနေပြီးတော့မိမိရှားပွေလာတဲ့စီစဉ်ဥစ္စာတွေမပြည့်စည်မပြောင်းပြတ်သွားအောင်စောက်เนาะနုံနုံကြကြနဲ့နေရမယ်တဲ့နုံနုံကြကြနဲ့တိမ့်သိမ့်ရမယ်အဲ့ဒီလိုမှသာလဲဘာဖြစ်မှာလဲဒီစီစဉ်ဥစ္စာရဏရှင်ကလေးဘာဖြစ်သွားမှာလဲတည်မြဲသွားမယ်တဲ့เนาะအဲနောက်ပြီးတော့အာရကသံဗရာ အာရကသမ္ပရာဆိုဒီမှာဥစ္စာစီဝါစုတဲ့အာရကသမ္ပရာပါလေဥစ္စာစီဝါစုအာရကသမ္ပရာဆိုဒီမှာဥစ္စာစီဝါစုအဲ့ဒါဆိုကြည့်သားမအောင်ဩဇာစီဝါစု အာရကသမ္မာသုတိမဥစ္စာစီဝါစုဒါမိမိတို့ရှားပွေထားတဲ့စီစဉ်ဥစ္စာယရနာရွှေငွေတွေကိုမိမိတို့ကနော်မစောင်းကြောက်ပွဲနဲ့နားမယ်ဆိုလို့ချင်းအဲ့ဒီစီစဉ်ဥစ္စာတွေဘာဖြစ်သွားမှာလဲပြည့်စည်သွားမယ်ဆုံးရှုံးသွားမယ်အဲ့ဒါလိုပြည့်စည်ဆုံးရှုံးသွားပြီဆိုလို့ရှိရင် မိမိတို့လုပ်ကျင်တဲ့ဒါနအမှုတွေရောလုပ်လို့ရပါမလားမရဘူးဒါနမှုတွေမှာလည်းအားနေသွားမယ်ပေါ့နော်ဒါကြောင့်မို့မိမိတို့ရှားဝေထားတဲ့သိတဲ့ဥစ္စာယန္နာရွှေငွေတွေကိုမလုပ်ရပါလေအေးစူဆောင်ရမယ်တဲ့နော်နောက်ပြီးတော့နံပါတ်3ကကလျာဏမိတ်္တသမ္မာတဲ့ကလျာဏမိတ်္တသမ္မာဆိုတာရောသိလား เอกเลยานาไม่ด่าสุดีมาสุญญาไม่ก้องสูอะไรเลยกเลยานาไม่ด่าตามราสุดีมาสุญญาไม่ก้องสูกเลยานาไม่ด่าตามราสุดีมา ဆွေညာမိကောင်းစုနော်ကလျာဏမိတ်္တလို့ခေါ်တဲ့ဆွေညာမိကောင်းဆိုတာဘယ်လိုအုပ်ဘယ်လိုပုံကိုလဲဆိုတာသိဖို့မလိုဘူးလားအဲသိဖို့လိုတယ်ဦးဇင်းတို့အရင်ဘက်ကသရဏအပြာ35ပါးမဟောခဲ့ဘူးလားဟောခဲ့တယ်အဲဒီသရဏအပြာ35ပါးထဲမှာနောက်ဆုံးပုံကို9ယောက်ကပါတယ်လေ ရာတိလသုဒ္ဓသာသာပညာအဟိရိဝတ္တပါနော်အဲ့လိုမျိုးပြုသရကောင်းဥစ္စာခုနှစ်ပါးနဲ့ပြည့်စုံပါသာလေဆရဏတရားကျင့်တယ်လို့မပြောခဲ့ဘူးလားပြောခဲ့တယ်အခုပြောမယ်ကလျာဏမိတ်တာပုဂ္ဂိုလ်ဆိုတာကလည်းအဲ့ဒီသရာတိလသုဒ္ဓသာသာ ပညာနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ပဲတဲ့ဗာလဲလေသရာသီလကုဒစာကပညာပြည့်စုံတဲ့ပုဂ္ဂိုလ်ကိုဘာလို့ခေါ်တာလဲကလျာဏမိတ်္တလို့ခေါ်တယ်တဲ့နော်လောကကြီးမှာမိတ်ဆွေကောင်းကလည်းအရေးမကြီးဘူးလားเออဒီမိတ်ဆွေကောင်းကလည်းအရေးကြီးတယ်ဦးဇင်းတို့ရဲ့မြတ်စွာဘုရားဒီ ဒီပင်ကရာမြတ်စွာဘုရားရဲ့တာဝန်မှာသူမေတာရှင်သစ်ဘွားကမလုပ်ခဲ့တာလေဘုရားစုပန်ခဲ့တယ်အဲ့ဒါလိုပဲဘုရားစုပန်တဲ့အခါမှာသူ့ရဲ့တငယ်ချင်းတယောက်ပေါ့တဲ့နော်ဒါနာမရုစီလိုလဲခေါ်တယ်ပေါ့ဟုတ်လားအဲ့နာမရုစီဆိုတဲ့တငယ်ချင်းကနေပြီးတော့မြတ်စွာဘုရားကဘုရားစုပန်နဲ့ဒီဒီပင်ကရာ ြတ်စွာဘုရားလောင်းပြည့်တဲ့သူမိသားရှင်ရဲ့ဒီကဒီပင်္ဂရာဘုရားတံမှာဘုရားစုပါနဲ့အခါမှာအော်ငါရဲ့တကယ်ချင်းသူမိသားကတော့ဘုရားဖြစ်มาတယ်ဆိုပြီးတော့အဲ့ဒီနမနမရူစီဆိုတဲ့ပုဂ္ဂိုလ်ကလည်းဘာဖြစ်လဲဆိုတော့သူကလည်းတောထွက်တယ်တဲ့เนาะတောထွက်တဲ့အခါမှာသူသွားပြီးတော့တောထွက်တဲ့နေရာကเนาะတေတောင်ကျူးတဲ့ပုံကိုယ်တွေပျော်ပါတဲ့နေရာဖြစ်နေတယ် ဒါသူကတော့ရည်ရွယ်ချက်ကတော့မြတ်စွာဘုရားဖျားပြုတ်ဖို့အတွက်နော်ဒီမင်္ဂလာဘုရားကဖျားတွေပြေးလိုက်တဲ့အခါမှာသူကလည်းသူ့ရဲ့တငယ်ချင်းဖြစ်တဲ့သူ့မိသားကို အားကြပြီးတော့တော်တော်တဲ့တဲ့ဓမ္မလူသိဆိုတဲ့ပုံကအဲ့လိုတော်တော်တဲ့အခါမှာဘာဖြစ်တုံးဆိုတော့သူတော်တော်တဲ့နေရာကသူများတွေပျော်ပါတဲ့နေရာဖြစ်နေတော့သူ့ရဲ့ ရည်ရွယ်ချက်ကိုသူလုံနိုင်ပါမလားလုံနိုင်တော့ဘူးเนาะဦးဇင်းတို့မြမသကဘုံမှာဂောနေနာဂောနောတမနေနာတမနောဆိုလိုပဲเนาะဒီပုဂ္ဂိုလ်ဟာဆိုရင်တေတောက်ကျူးတဲ့ပုဂ္ဂိုလ်တွေနဲ့နေတဲ့အတွက်ဒါသူတေတောက်ပြီးတော့ကျူးလွန်နေတယ်ပေါ့เนาะအဲ့တည်းမှာတော့သူဒီတေရရဲ့ဘုံမှာဆွဲလမ်းမှုဖြစ်တဲ့အခါမှာသူ့မှာတောက်เสีย သေးရဲ့ရဲ့ဝယ်ကိုပိုက်တံမြည်တဲ့အခါမှာမိဘတွေစီသွားတောင်းတယ်တဲ့မိဘတွေစီသွားတောင်းတဲ့အခါမှာမိဘတွေကမင်းပြောတော့ဘုရားပြဖို့တရားကျင့်ဖို့လို့တောထွက်တာဆိုဘာကြောင့်အခုတော့သေရီဝလာတောင်းနေရသလဲဆိုတော့သူ့ရဲ့မိဘတွေကလည်းသူတောင်းတဲ့သေရီရဲ့ဖို့မပေးဘဲနဲ့ဒီတိုင်းပဲထားလိုက်တယ်တဲ့ဒါကိုဒေါသအတွက်ပြီးတော့နာမရုစုစုပုဂ္ဂိုလ်ကမိဘတွေကိုတတ်ခဲ့တယ်တဲ့အဲ့ဒီကံကြောင့်နော် လေးတင်ခြင်းနဲ့ကဘာတသိန်းကျော်သူဟာဘာဖြစ်သွားလဲဆိုတော့ဒီပင်လေသမုဒ္ဒရာထဲမှာ၅ကြီးတောင်ဖြစ်သွားတယ်တဲ့ဒါဘာကြောင့်လဲလို့ကြည့်မယ်ဆိုလို့ချင်းပါပမိတ်တာလို့ခေါ်တယ်မကောင်းတဲ့မိတ်ဆွေကြောင့်ဟုတ်လားနော်အဲဒုရကရကမတွေလဲဒါမိမိရဲ့ငငယ်ချင်းပုံကိုယ်တွေကဥပုပ်တိလာကြောင်းကိုစောက်တည်ပြီးတော့ ဒီရက်ဒီကာလဥပ္ပဒိလာစောက်တည်ရင်ကောင်းတယ်ဥပ္ပဒိလာလေးတွေငါတို့တစ်ပတ်ကိုတစ်ခါထိန်းသိမ်းစောင့်ကြောက်ကြမယ်ဆိုလို့ဒါဥပ္ပဒိလာတွေစောင့်တည်ကြတာဒါမှမဟုတ်ကိုယ့်ရဲ့အပေါင်းအသင်းတကယ်ချင်းကနော်လောင်ကစားပြုလုပ်တဲ့ပုဂ္ဂိုလ်ဆိုလို့ရင်ဒါမိမိတို့ရက်ွက်တဲ့မှာလောင်ကစားပြုလုပ်နေမယ်သောသောပြောတဲ့သေရရက်တောက်တဲ့လူနဲ့မိမိကပေါင်းပင်နေမယ်ဆိုလို့ချင်းเนาะသေရရက်တောက်တဲ့နေရာတွေမသွားနိုင်ဘူးလား သွားနိုင်တယ်ဟုတ်လားเนาะလူတွေကကောင်းတဲ့နေရာမှာမပျော်မွေ့ပဲမယ်မကောင်းတဲ့နေရာမှာတော့မလွတ်ကြလဲပျော်မွေ့ရတယ်ဒါကြောင့်မို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကပါပသမေရမတိမနောတဲ့เนาะမကောင်းမှုမှာအလုံးဟာမွေ့လျော်ကြတယ်ကောင်းတဲ့နေရာမှာမပြစ်ကြဘူးလေမမွေ့လျော်ကြဘူးဒါမိမိတို့ကြောင်းမှာပဲကြည်လိုက်ဗောကနေဥပ္ပဒိလာစောက်တည်တဲ့ပုဂ္ဂိုလ်ဟာ အလွန်ဆုံးမှာ90ပဲရှိမှာဟုတ်လားအေးရက်ွက်တဲ့မှာမဟုတ်တဲ့နေရာမှာဆိုရင်တော့လူတွေအများကြီးထားယူနေကြစားနေကြတောင်းနေကြတာမတွေ့ရဘူးလားတွေ့ရတယ်ဒါမှကြောင့်လဲဆိုတော့ဒါလူတွေရဲ့စိတ်ကမကောင်းဘူးမှာဘာဖြစ်လို့လဲမှုလျော်လို့မို့နော်ဒါကလျာဏမိတ်ဓာနဲ့ပတ်သက်ပြီးတော့ဒါမိမိတို့အတိအသင့်အတိတိုင်းရှောင်းတဲ့ရှောင်းတိုင်း ဆောင်းတဲ့ဆောင်းလိုက်တဲ့ဥစ္စာတွေပေါ့။နော်စောစောကပြောတဲ့မြတ်စွာဘုရားရဲ့တန်ငယ်ချင်းနာမရုစီယံမိဘတွေအသက်ပြီးတော့လေးတင်ခြင်းနဲ့ကမ္ဘာတစိမ်းပင်လယ်ထဲမှာနေနေရတယ်တဲ့အဲ့ဒီအချိန်မှာပင်လယ်ထဲကိုကုန်တင်သွားတဲ့လူတွေကနေပြီးတော့ဒီငါးရရနေပြီးတော့သူတို့ကိုနှောက်ယှက်နေတဲ့အခါမှာ သူတို့အန္တရာယ်ကြုံသွားတာပေါ့အဲ့လိုအန္တရာယ်ကြုံတဲ့အခါမှာတချို့သောဗုဒ္ဓဘာသာဝင်တွေကတော့ဂေါရမမြတ်စွာဘုရားကယ်တော်မူပါဂေါရမမြတ်စွာဘုရားကယ်တော်မူပါလို့เนาะဖျားတာတဲ့အခါမှာဒီနမရုစီလို့ခေါ်တဲ့ငါးကြီးအကြသွားတယ်တဲ့အာဒီဂေါရမဆိုတဲ့အမည်ဟာငါလွန်ခဲ့သောနေများကမြတ်စွာသူမေတ္တာရှင်ရဲ့အသည့်နဲ့ဒီဗေရာမြတ်စွာဘုရားကိုဖြာရိတ်ကံတော့ ဒီပင်ရာပြားကသူ့မိသားချင်းရဲ့တည်းဟာနောင်လက်တင်ချင်းနဲ့ကဘာလက်သိန်းလွန်တဲ့အခါမှာဂေါတမအမည်ရှိတဲ့မြတ်စွာဘုရားဖြစ်မှာပါလားလို့သိပြီးတဲ့အခါမှာအဲ့ဒီငါးကြီးဟာသင်္ဘောသားတွေကိုအနောက်ချက်မပြုဘဲနဲ့သူကဒါသူလည်းယဟန်ပြရမယ်ဆိုတာကိုသိသွားတယ်ပေါ့နော်အဲ့လိုသိသွားတဲ့အခါမှာသူကခုနှစ်နှစ်သားလေးဖြစ်တဲ့အခါမှာမြတ်စွာဘုရားရှင်ကိုယ်တည်းမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုတွေ့တော့ အာတငယ်ချင်းဂေါရမလို့ခေါ်တယ်တဲ့နော်ဒါပေမဲ့ तू ကခொနဲ့နှစ်သားလူပုဂ္ဂိုလ်မြတ်စွာဘုရားကဘုရားဖြစ်နေတဲ့အခါမှာအဲ့လို ခေါ်ဖို့တင်းတဲ့အခါဟုတ်ရလားမဟုတ်ဘူးဒါပေမဲ့လည်း तू ကသူ့ရဲ့တငယ်ချင်းကိုဆွဲလန်းပြီးတော့တငယ်ချင်းလို့ဒါသဘောနဲ့မြတ်စွာဘုရားကိုခေါ်တယ်ပေါ့နော်ဒါဥစဉ်တို့ကလျာဏမိတ်တာဆိုတာဘယ်လိုပုဂ္ဂိုလ်ဘယ်လို အင်္ဂါတွေနဲ့ပြည့်စုံရမလဲဆိုလို့ရှိရင် နံပါတ်1ကသရာတရားနဲ့ဘာလို့တဲ့ပုံကိုပြရမှာလဲပြည့်စုံတဲ့ပုံကိုပြရမယ်နောက်ပြီးတော့သီလတွေစောင့်ရှောက်ထားတဲ့ပုံကိုပြရမယ်နောက်ပြီးအောင်စာသာတဲ့เนาะပေကံစွန်ကျဲလူရမ်းတဲ့ပုံကိုပြရမယ်အဲ့လိုပေကံစွန်ကျဲလူရမ်းတဲ့ပုံကဘယ်လိုလဲဆိုတော့ဦးဇင်းတို့ဒါမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကတော့ ဒါပေကစွန်ကျဲတယ်ဆိုတဲ့နေရာမှာအဲတချို့ကတော့အလူကံပုံကိုယ်တွေတွေ့တဲ့အခါမှာအလူကံပုံကိုယ်ကဘာစကားပြောတယ်လဲဆိုတာအဲ့ဒီစကားပေါ်မှာနော်ဒါသူ့ရဲ့အတိတ်ပဲတွေကိုစင်ကြင်ပြီးတော့လူနိုင်တန်းနိုင်ပြေးနိုင်ကန်းနိုင်တဲ့ပုံကိုယ်မျိုးကိုမှဒါစာကနဲ့ပြည့်စုံတဲ့ပုံကိုယ်လို့ခေါ်တယ်တဲ့နောက်ပြီးတော့ပညာနဲ့ပြည့်စုံတဲ့ပုံကိုယ် လဲဘာနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်လဲပညာနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဒါဥစဉ်တို့ဒီသရာသီလသုဒ္ဓစာကပညာဆိုတာဆိုလို့ရှင်ဥစဉ်တို့လွန်ခဲ့တဲ့ဝိဇ္ဇာစရဏတမ္မာနာမှာလဲစရဏအပြားထဲမှာဒီစောစောကပြောတဲ့သရာရယ်သီလရယ်စာကရယ်ပညာရယ်မပြောခဲ့ဘူးလားပြောခဲ့တယ်အေးဥစဉ်တို့ဒီဝိဇ္ဇာစရဏတမ္မာနာ ဘယ်နေရာမှာရောက်ရောက်ပါနေတာ မတွေ့ရဘူးလားတွေ့ရတယ်အဲအဲအကြောင်းဦးစင်းတို့ဇာတော်ပြားကြီးရတယ်ဒီဝိဇာဇရဏသမ္မာနာရဲ့အနှစ်ချုပ်ဖြစ်တဲ့ယူကနတ္ထာတရားကိုအမြဲတမ်းသွန်သင်ဆုံးမတာဟုတ်လားအဲအဲ့ဒါလေးကိုမိမိတို့ကဘာလို့ရမှာလဲနှလုံးသွင်းရမယ်နောက်ပြီးတော့နံပါတ်၄ကသမဇိဝိဒသမ္မာရာဆိုဒီမှာတဲ့ချူဒါသုံးဆွဲပြု ဘာလို့ရမှာလဲခြွေတာ30ပြုရမယ်တဲ့ခြွေတာ30ပြုတယ်ဆိုတာကိုတချို့ကတော့နားမလည်ဘူးပေါ့နော်ဥစဉ်တော့ခြွေတာ30ပြုမယ်ဆိုတဲ့အခါမှာဥစဉ်တော့ချိန်ဝင်တစ်ခုကိုချိန်ကြည့်လိုက်ပေါ့ချိန်ဝင်တစ်ခုကိုတစ်ဘက်က5ချက်သားလေးတစ်ဘက်က5ချက်သားလေးထားမယ်ဆိုရင်အဲ့ဒီချိန်ဝင်ဟာနော်ရှာထွက်သေးရလားအတွက်တော့ဘာကြောင့်လဲဆိုတော့နှစ်ဖက်နဲ့တစ်ဘက်ကညနေတယ် ဒါမှမဟုတ်တပတ်က၅ကြက်သားတင်တစ်ကြက်တပတ်က၃ကြက်သားတင်မယ်ဆိုလို့ချင်းဘယ်ဘက်ကိုအလေးရသာသွားမှာလဲ၅ကြက်သားဘက်ကိုအလေးရသွားသွားသာသွားမယ်နော်အဓိကတော့ Twitter သုံးဆွဲတယ်ဆိုတဲ့နေရာမှာမိမိတို့ရရှိထားတဲ့စီးစင်ဥစ္စာတွေကိုမလုပ်ဖို့လဲရတာတဲ့ကိုပို့ပြီးတော့မလုပ်အောင်လဲမသုံးရဘူးကိုက၅ကြက်ရတယ်ဆိုလို့ချင်းရင် 6ကျက်3လို့ဖြစ်ပါမလားအေး9ကျက်လုံးရော3လို့ဖြစ်ပါမလားမဖြစ်ဘူးမိမိက9ကျက်ရရဆိုလို့ရှိရင်3ကျက်ကို3ဘောเนาะ2ကျက်ကိုဘာလို့ထားမှာလဲအေးစုထားရမယ်အဲ့ဒီလိုမှသာလဲဘာဖြစ်မှာလဲသမဇေဝိဒါဆိုဒီမှာခြွေတာ3ဆွဲပြုရာရောက်မယ်တဲ့เนาะတချို့တချို့ကဒီမိမိရဲ့စီဝါဥစာယရနာရွှေငွေတွေကို စတဲ့တဘောတိုးဖို့အတွက်ဆိုလို့ရှိရင်တချို့ကတော့เนาะ၅ချက်လောက်ရလို့ရှိရင်၄ချက်လောက်ကို စုပြီးတော့တစ်ချက်ကိုပဲမလုပ်ကြရလဲ၃ရတယ်တဲ့ဦးဇင်းတို့ဒီချွေတာ၃ဆွဲပြုတယ်ဆိုတဲ့နေရာမှာမြတ်စွာဘုရားရှင်ကိုရမြေကြီးကတော့ဥပမာတွေအများကြီးပေးတာတွေပေါ့နော်ဦးဇင်းတို့တပတ်ဆယ်ခါကြီးကိုတဲ့ဝင်ပေါင်း၄ဘောက်ရှိတဲ့တပတ်ဆယ်ခါကြီးကိုထွက်တဲ့အပေါက်ကို မပိတ်ပဲနဲ့ဝင်တဲ့အပေါက်ကိုပိတ်ထားမယ်ဆိုလို့ချင်းအဲ့ဒီတပတ်စေကံကြီးဟာကြာတဲ့အခါမှာရေတွေရှိနိုင်ပါမလားမရှိနိုင်တော့ဘူးဟုတ်လားဒါဘာကိုပြောသလဲဆိုလို့ချင်းကိုကဝင်ဝေမရှိပဲနဲ့ထွက်ငွေတွေကိုမလိုရမှာလဲပိတ်ထားရမယ်တဲ့ကိုကဝင်ဝေရှိမှသာလဲထွက်ငွေတွေကိုမလိုရမှာလဲဖွင့်ထားရမယ်ဟုတ်လားအေးအဲ့ဒါလုံးမမဟုတ်ဘူးဆိုလို့ချင်းမိမိတို့ရှာဖွေတဲ့စည်းတိမ်ဥစ္စာကနော် မိမိတို့သုံးသာနဲ့ဟိုဘာဖြစ်နေမှာလဲဂုံးနေမယ်မိမိတို့သုံးသာနဲ့ဂုံးနေမယ်ဆိုလို့ချင်းရင်မိမိတို့ဟာစောစောပြောခဲ့တဲ့ကလျာဏမိတ္တာအင်္ဂါတွေကသရာတရားနဲ့ပြည့်စုံတယ်လို့ဖြစ်ပါမလားမဖြစ်နိုင်တော့ဘူးသရာတရားနဲ့လည်းမပြည့်စုံနိုင်တော့ဘူးစာဃာတရားနဲ့လည်းမပြည့်တော့ဘူးလေမပြည့်စုံတော့ဘူးကိုကတကြတပြားမှမရှိပဲနဲ့နော်ဘလို့လို့လူလူတန်းလို့ရပါလေဟုတ်လားအေးအဲ့လိုမျိုး ကိုကလူသက်လူသက်တဲ့နေရာမှာလဲလူရမ်းလို့ရအောင်ပိတ်ကန်တဲ့နေရာမှာလဲပိတ်ကန်လို့ရအောင်မလုပ်ရမှာလဲအေးချွေတာပြီးတော့သုံးဆွဲဖို့လဲအရေးကြီးတယ်ဟုတ်လားဒါကတော့တံပရာတရားဘဏပါလဲ၄ပါးနံပါတ်၁ကဥဒ္ဒါနာတံပရာနံပါတ်၂ကအာရကတံပရာနံပါတ်၃ကကလျာဏမိတ်တာတံပရာနံပါတ်၄က သမဇေဝိဒသမရာတဲ့မစင်းရဲ့မကြက်တဲမှာသာဤလောကမှန်စွာကောင်းမြင်ဟုတဲ့မစင်းရဲ့သည်ဖျားပေးကြင်တွေးတို့လူစုတဲ့နော်တရားတွေကမိမိတို့ဘာလို့ရမယ်တရားတွေလဲကြင်ကြံပွားများအားထုတ်ရမယ်ကဲကဗျာလေးတွေကိုမှတ်မိသောလိုက်ဆိုလိုက်ပါမစင်းရဲ့ဘုရားတံပရာမစင်းရဲ့ chemba ile gu odana dhamra sodhi ma thajwa longla bhyu araka dhamra sodhi ma oza siwa su dhamma siwida dhamra sodhi ma chúa đã đông xuê bưu kalyana mê đa tam ra sô di ma suy nhà mê gong su mê sinh em mê gia đê ma da y lo ga ma ဖျားပေးကျင်တွေ့တို့လူစုတို့ယောဂီပေါင်းတော်ကောင်းတွေလည်းဒီနေ့အစားပြီးတော့မစင်းရဲစေတဲ့အတ္တမရာတရားတွေကိုကျင့်ကြံပွားများ အားထုတ်ပြီးအဆုံးစွန်သောဘဝနောက်ကာလမှာဈာကဒေါသမောဟပရိဒေဝတွေကင်းလွတ်ရာဖြစ်တဲ့တခုတည်းသောနိဗ္ဗာန်ကိုရလေရောက်လေမျက်မှောက်ပြုလေနိုင်ကြတဲ့ တော်ကောင်းပုဂ္ဂိုလ်လူပုဂ္ဂိုလ်မြတ်တွေဖြစ်ကြပါသည်တည်းရဲ့လို့ပရဏအောင်သူပြုလိုက်ရလေတော့တည်းဩဒါဒာကမဒါယေတုအပ္ပမတောဝိရာနဝသမံကဗေတိဇီဝိကံသမတအနုရကတိ

ဧဝမေတံကာဒနာသာကောပုံညာဘောတတိတိကုလဘုဒ္ဓောအမျိုးသားတိကမ္မတေတုကမ္မတေတုကမ္မတေတုပိလုံငန်းကိစ္စပြုလို့ရာဌာနတို့၌ဩဒါတတတကြွကြွပြုလို့ဤ အဘမတောမမိမလျောမပေါမစသည်ဟောတဝါပြည့်၍ဝိရဏဝါစီမံပြုလို့ခြင်းရှိ၏သမန်ညီမြစွာဝါချွေတာလွန်ခဲ့သုံးဆွဲကွန်လွန်နှစ်ပတ်စွမကြညီမြစွာဇီဝိကအတ္တမွေးမှုကို ကပ္ပတိပြု၏သမရံ သံပရံရှားပွေစူဆောင်တာပြီးတော်ဖြစ်စီဥစ္စာကို အနုရကတိအစင်မပြတ်စောင့်ကြောက်ခြင်းရှိ၏သတ္တောယရဏသုံးပါးတို့၌ကြီးညိုသောတရားတရားရှိ၏ဒေလိနာငါးပါးသီလနှင့်တမ္မာနောပြည့်စုံ၏ဝရိညူအလူကပုဂ္ဂိုလ်တို့၏စကားအတိတ်ဘယ်ကိုသိနာလေ၏ဝိတမစ္ဆရာ ကောင်းသောဝန်တို့မူကင်းသောဝန်တို့မူရှိ၏သတ္တနာជីវာချမ်းသာကြောင့်ဖြစ်သောတံပရာဤကံဓမ္မလွန်ဘဝ၌အကျိုးជីវာဖြစ်သောမဂ္ဂကုသိုလ်လမ်းကြောင်းကိုနှိမ့်ဆံအမြဲဝိသောတေတိတုတ်တင်ရှင်းလင်း၏ဣတိဤသည်ဤမိကုံသော အတ္တရှိပါကုံသောဣတိဓမ္မဤတရားတို့ကိုတတ္တတာတတ္တတရားနှင့်ပြည့်စုံသော ကရမေဒီနောအိမ်ဝသောနေရာဌာနကိုရှာမိနေတိုင်သောလူဤဝါအိမ်ဝသောနေရာဌာန၌မိတည်နေသောငါးပြာအာယုံကာမဂုဏ်ကိုရှာမိသောလူဤဥပယတာပိစုပန်တမလွန်နတံသောဘဝ၌ဒုက္ခဝါချမ်းသာကိုဆောင်ကုန်၏ဟူ၍သစ္စာနာမေနအတိဝေလုံးစုံအကုန်သိမြင်အကြောင်းရင်းနှင့်မယွင်းလျောကံ စေမံသောဗုဒ္ဓဟူသောနာမည်ရှိတော်မူသောမြတ်စွာဘုရားသည်အဂဒံကရုဏာရှိတာမေတ္တာအပြည့်ဟောကြားတော်မူအကုန်မီဇာကောစွန်ကြပေကံလူရမှုကုသိုလ်ဒီ၎င်းပုံညာအခြားသောကုသိုလ်ဒီ၎င်းအဝံဤသို့ကာဌာနာအိနေသူလူတို့ဤအေတံဤကောင်းမှုကုသိုလ်သည်ဒိဋ္ဌဓမ္မဟိတ္တဒါယ ယခုမြတ်မောဘဝဤအစည်းဝါအလို့ငါလကံတံပရာသူကာယဇာတံပရာယသူကာယဇာတမလွန်ဘဝချမ်းသာခြင်းငါလကံဩတတိတူဝါဤရလို့သတ္တနလူရောဇေယဘဂဝါမြတ်စွာဘုရားသည်ဩဇာကရုဏာจิตာမေတ္တာအပြင်မိတ်ကြတော်မူခဲ့ပါလေတည်း